မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မှာမြို့ပေါ်ရက်ကွက်တချို့နဲ့ကြေးရွာတချို့ရင်းနှီးမြုပ်နေပြီးဆက်သွေးရည်တွေပြတ်တောက်နေကစားနေရခါပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေက ပြောကြားပါရယ်။မြို့ပေါ်ရက်ကွက်တွေနဲ့ကြေးရွာတချို့ရင်းနှီးမြုပ်တာတွေရှိနေပြီးမိုးကြီးတဲ့အတွက်အပြင်ထွက်အလုံးမလုံးနိုင်ကြဘူးလို့လည်းသိရပါရယ်။ လက်ရှိဒေတာခန်တွေကိုကုညီထောက်ပံ့ပေးမှုတွေလည်းမရှိတဲ့အတွက် စာနယ်ရိက္ခာတွေပြက်လက်နေကြပြီးဒုက္ခတွေ့နေရတယ်လို့မောင်တော်ကိုင်းကြီးကြီးရွာဒေတာခန်လူကြီးတယောက်ကပြောပါရယ်ဘင်္ဂလားပင်လယ်အော်မှာလီပီးယားနေရန်ဝန်၃ကျင်းတိုင်းတိုင်းပေါ်ပေါက်ခဲ့တာကြောင့်အခုရက်ပိုင်းမောင်တော်ဒေတာအပအဝင်ရခိုင်ပြည်နယ်လုံးမှာမိုးရေအဆက်မပြတ်ရွာသွန်းနေတယ်လို့သိရပါရယ်လက်ရှိအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတဲမှာလီပီးယားနေရန်ဝန်တစ်ခုထပ်မံဖြစ်ပေါ်နေပြီး အိန္ဒိယနိုင်ငံအော်ရိတပြည်နယ်မြောက်ပိုင်းအနောက်ဘင်္ဂလားပြည်နယ်နဲ့ဂျကန်ပြည်နယ်တို့ကိုဝင်ရောက်ဖြတ်ကျော်နိုင်တယ်လို့မြန်မာမိုးလေဝသဌာနညွှန်ကြားရေးမှူးဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။